ရောရှင်လောကကနေအနာယုကတိန်တောင်းကြော်ရန်ကစီပြီးဒူဘိုင်းမြို့မှာအမိုက်စာအပန်းဖြစ်နေတဲ့ Not for a Town ပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လင် Insider Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကမ္ဘာကျော်တထေးတွေသာအပန်းဖြစ်နေတဲ့ Arab ဆော်ဘားများနိုင်ငံ UAE ရဲ့ဒူဘိုင်းမြို့မှာအပန်းဖြစ်နေတာကတော့တရုတ်ဆောင်မင်းသမီး Not for a Town ပါ အခုဆိုရင်တော့ Fighter ကသိန်းသောင်းကျော်တန်ဇင်ခံပြိုင်ကားတွေစီးပြီးတော့ဒူဘိုင်းမြို့တော်မှာချစ်သူထက်ခံဝင်းနဲ့ဒေးဒေးကျဲချမ်းသာကြွယ်ဝတဲ့ဘဝနဲ့ဖြတ်တန်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းလူပြောများနေရပါ။ No Fighter လို့မြန်မာနိုင်ငံကဘယ်လိုရုပ်ရှင်မင်းသမီးကမှအပန်းမဖြေနိုင်သေးပါဘူး။ဒါကလည်း No Fighter တွဲနေတဲ့ချစ်သူကိုထက်ခံဝင်းရဲ့ကြွယ်ဝချမ်းသာမှုတွေကြောင့်လို့ဆိုရမှာပါ။ နော်ဗိုင်ဒါရဲ့ချစ်သူကမြန်မာတိုင်းနိုင်ငံလုံးမှာဖွင့်လှစ်ထားတဲ့မြတ်မြတ်တာမောင်စီဆိုင်ပန်ရှင်ထိတ်တန်တထေးကြီးရဲ့သားဖြစ်ပြီးတော့ကိုတက်ခံဝင်းကသူ့ရဲ့မိဘတွေပိုင်တဲ့မြတ်မြတ်တာမောင်လုပ်ငန်းအပြင်ဟေဒီကုမ္ပဏီကိုလည်းကိုပိုင်တည်ထောင်လုပ်ကိုင်နေရဖြစ်ပါတယ်။အဆိုပါဟေဒီကုမ္ပဏီကနေဟေပလင်ရောက်တဲ့ application ကိုတည်ထောင်ထားတာပါ။ကိုတက်ခံဝင်းရဲ့ဟေဒီကုမ္ပဏီ limited ကမြန်မာနိုင်ငံရဲ့အခွန်ထမ်းဆောင်သောထိတ်ဆုံးကုမ္ပဏီ၅ခုထဲမှတစ်ခုပါဝင်ဖြစ်တယ်လို့သိရပါတယ်။ ကိုထက်ခိုင်ဝင်ရဲ့စီးပွားရေးလုပ်ငန်းတွေကဒီလောက်နဲ့တင်မကသေးပါဘူး။ကိုထက်ခိုင်ဝင်ကဆန်လုပ်ငန်းကိုရောင်ကြီးတွေဆိုရင်30လောက်ပိုင်ဆိုင်ထားတာဖြစ်ပြီးမြန်မာနိုင်ငံမှာလက်ရှိဆန်လုပ်ငန်းရှင်များတတိယတွေထဲမှာ1 to 10ပါဝင်တယ်လို့လည်းသိရပါဗျ။ ဒါအပြင်ကိုတက်ကန်ဝင်းပိုင်ဆိုင်တဲ့ဟိုတယ်တွေကမြန်မာပြည်နေရအနှံ့မှာခုနှစ်ခုလောက်ရှိပြီးတော့နိုင်ငံသားမှဆိုရင်လည်းငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေရှိရလို့သိရပါတယ်။ဒါအပြင်ကိုတက်ကန်ဝင်းကနာမည်ကြီးတရုတ်လျှက်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကားကုမ္ပဏီရဲ့မြန်မာပြည်ကိုယ်စားလှယ်ရရှိထားသူလို့လည်းသိရပါတယ်။ ဒါကြောင့်လည်း Novaeta ရဲ့ချစ်သူကိုထက်ခဝင်းဟာ EV ကလောကမှာဝိမုံရွှေရခင်ပေါ်နဲ့စီးပွားပြိုင်ဘက်တယ်လို့လည်းသိရပါတယ်။ Novaeta ရဲ့ချစ်သူကိုထက်ခဝင်းကဒီလိုချမ်းသာကြွယ်ဝတာကြောင့်လေ Novaeta ကဈေးကြီးတဲ့ဒူဘိုင်းမြို့မှာအပန်းဖြေနေနိုင်တာဖြစ်ပါတယ်။ဒီမတိုင်ခင်ကတော့ Novaeta ကလွှမ်းပိုင်တဲ့ခေတ်ဆုံးနေတဲ့ဗီဒီယိုဖိုင်ထွက်လာအပြီးမှာလူတွေဝေဖန်တာကိုခံရပြီးတော့အနုပညာအလုပ်တွေစက်မလုံးနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်းကိုထက်ခန့်ဝင်းကနော်ဖိုရဲ့ထားကိုတရုတ်နိုင်ငံနဲ့တခြားသောအပန်းဖြေခရီးစဉ်တွေကိုခေါ်ဆောင်သွားလို့ရှိပါတယ်။မကြသေးခင်မတ်လ28ရက်နေ့ကငလင်လှုပ်ခဲ့တဲ့အခါမှာတော့နော်ဖိုရဲ့ထားတယောက်မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့ပါသေးတယ်။နော်ဖိုရဲ့ထားကငလင်ဘေးတင်ဒေသတွေကိုတခြားနုပညာရှင်တွေမင်းသားမင်းသမီးတွေမရောက်ခင်ကတည်းကဥပပြပြသွားရောက်ကူညီလူတန်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။နော်ဖိုရဲ့ထားကစကိုင်းမြို့မန္တလေးမြို့နဲ့အင်းလေးဒေသကငလင်ဘေးတင်ပြည်သူတွေအတွက်နေစရာအိမ်အပါအဝင်ကူညီထောက်ပံ့မှုတွေအများဆုံးပြု ြစ်လုပ်နေခဲ့တာပါဒါကလည်းလူတွေကတော့ Novel Editor တယောက်လွှမ်းပိုင်ကိစ္စနဲ့အမြင်မကြည်လင်နိုင်ဖြစ်နေကြသေးတာကြောင့်အလူတန်းလုပ်ပြီးတော့အနုပညာလောကတွေကိုပြန်ဝင်ကျင်လို့ဖြစ်တယ်လို့ဆိုနေကြပါတယ်ဒါကြောင့် Novel Editor တယောက်ဘလောက်ပဲလူတန်းနေပါစေအကောင်ပြောမခံရပါဘူးဒါကြောင့်လည်း Novel Editor တယောက်ငလင်ဘေးနဲ့မလူတန်းတော့ပဲဒူဘိုင်းမှာအပန်းဖြစ်နေကြတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒူဘိုင်းမှာအပန်းဖြစ်နေတဲ့ Novel Editor ကိုဘလို့မြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင် နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်